ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်လေး YouTube Channel နဲ့ဒီဒီကနေပြန်လည်ပြည့်ရကျေးဇူးလိုက်ပါတယ်ကျွန်တော်ကတော့ခင်လေးဖြစ်ပါတယ်ခင်လေးပြည်သက်တွေအားလုံးပဲမင်္ဂလာရှိသောညာ Channel ကိုပိုင်တပါစီလို့အရင်ဆုံးခင်လေးမှဆုမကောင်းတောင်းပြလိုက်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကတော့ကျွန်တော်တို့ Mashla ကျွန်တော်တို့16ရက်နေ့အင်္ဂါနေ့အတွက်ကျွန်တော်အနေနဲ့ရွေးချယ်တာရှင်လာလေးတွေကိုမိတ်ဆွေတွေကိုပြသပေးသွားတော့မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဆက်လက်ပြီးတော့ကြည့်ရှုပေးပါအောင်ခင်ဗျာโอเคပါအဲ့တော့ကျွန်တော်မိတ်ဆွေတွေကိုပြောမယ်ဆိုရင်တော့ကျွန်တော်တို့ပေါ့နော်ဒီ ပြောမှဆိုရင်ဒီလက်ရှိပေါ့နော်ဒီတနင်္လာနေ့မှာဆိုရင်တော့ကျွန်တော်နေနဲ့မနက်ခင်းကကြတော့ပြောမှဆိုရင်ကီးနဲ့ကီးဟင်းနဲ့ပရဟင်းလေးနဲ့တွဲပေးတာကိုအရင်ဆုံးကျွန်တော်နေနဲ့ပရဟင်းလေးရအရင်ဆုံးထောက်ရတယ်ပြီးတော့မှညနေခင်းကြတော့မှကျွန်တော်တို့ကကီးဟင်းလေးရလာပြီးဖြစ်ခဲ့တယ်အဲ့တော့ပေါ့နော်ဘယ်လိုပြောရမလဲရှင်းဟင်းပွဲကြီးမရခင်ဘူးပေါ့ဗျာမှန်တာတော့မှန်တယ်ပေါ့နော် ရွေးချယ်မှုလေးတွေကတော့မှန်ခဲ့တယ်ဒါပေမဲ့လည်းတွက်ဖက်ပြီးတော့တော့မှသူတို့ကချက်ပြုတ်ပြီးဟိုဘယ်လိုပြောမလဲတွက်ဖက်ပြီးတော့တပွဲတည်းမဖြစ်ခဲ့ဘူးပေါ့ဗျာအဲ့အတွက်လည်းကျွန်တော်တို့အနေနဲ့နင်းလာခဲ့ရတယ်အညာနဲ့ခင်ကလည်းဖြစ်ပေါ်လာခဲ့တဲ့အရာလေးတွေကကျွန်တော်တို့အနေနဲ့ဒါအုံများတိတ်ဆိုတဲ့ဟင်းပွက်လေးစားတော့မလို့နဲ့စားခဏိမပြန်ပြုတ်ကြအောင်ပါနော်ရိုက်ချခံလိုက်ရတယ်ပေါ့နော်အဲ့တော့လည်းစင်မပြေခံဘူးပေါ့ဗျာโอเคပါအဲ့တော့ကျွန်တော်တို့ဒီအင်္ဂါနေ့ဒီ match လာ78ရဲ့အင်္ဂါနေ့မှာတော့ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ဒီ ပုံမှန် TSA ကျွန်တော်ရဲ့ key hint လေးကတော့လေကိုနှစ်ဆိုတဲ့เนาะခဏလေးပဲ AC လေးဖွင့်လောက်အိုက်ပြီလေကိုနှစ်ဆိုတဲ့ key hint လေးပေါ့เนาะလေးဆိုတဲ့ key hint လေးရဲ့၉ဆိုတဲ့ key hint လေးရဲ့ပြီးတော့ကျွန်တော်အနေနဲ့နှစ်ဆိုတဲ့ key hint လေးရဲ့ပေါ့เนาะအဲ့တော့ဒီလေးဆိုတဲ့ key hint လေးနဲ့အရန်အစင်ပြေသလိုเนาะ၉ဆိုတဲ့ key hint လေးရလည်းအရန်ကိုစင်ပြေတယ်ပေါ့เนาะအဲ့တော့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  နှစ်ဆိုတော့ကင်းဟင်းမဲ့အဆင်ပြေပြ။အဲ့တော့အဲ့တော့အဲ့တော့ပြောမယ်ဆိုရင်တော့မိတ်ဆွေတို့ကိုကျွန်တော်ပြောချင်တာလေးတစ်ခုကတော့ခဏလေးစောင့်ပြီးပါ။အဲ့တော့ကျွန်တော်နောက်ထပ်ပေါ့နော်ကျွန်တော်ရဲ့ဒီအခုဒီနေ့ဒီတင်းလာနေရပါဘောနော်ဒီတင်းလာနေရကျွန်တော်အနေနဲ့ဒီ race ဟင်းလေးဆိုတဲ့ဒီ ship break ပေါ့နော်ဖြစ်တည်လာခဲ့တဲ့အရာလေးကိုကျွန်တော်ကြည့်ရမယ်ဆိုရင်တော့ခဏလေးပေါ့ဗျာအဲ့ကျွန်တော်ကလင်နာလေးပြန်ကြည့်တာပါနော် โอเคအဲ့တော့ calendar လေးကိုကြည့်ပြီးပြောမယ်ဆိုတော့ကျွန်တော်ကဒီနေ့မှာတော့ကျွန်တော်က bag break လေးကိုရလဲဆိုတော့3 break ဆိုတဲ့ဟင်းလေးရဲ့6 break ဆိုတဲ့ဟင်းလေးရဲ့5 break ဆိုတဲ့ဟင်းလေးရတယ်ဗျအဲကျွန်တော်ပုံမှန်ရလာတော့အခုကျွန်တော်ရဲ့ပုံမှန်တရားစာကီးဟင်းလေးကတော့ဒီ၄ဆိုတဲ့ကီးဟင်းလေးရဲ့6ဆိုတဲ့ကီးဟင်းလေးရဲ့2ဆိုတဲ့ကီးဟင်းလေးဖြစ်တဲ့ခုနကပြောရတဲ့ဒီ3ဆိုတဲ့ break ဟင်းလေးရဲ့6ဆိုတဲ့ break ဟင်းလေးရဲ့5ဆိုတဲ့ break ဟင်းလေးရဲ့ဒီဒါက break ဆိုတဲ့ဟင်းလွဲနေမှာဆိုလို့ပေါ့နော်တခြားလေးပြပြရအောင် အဲ့တော့မိတ်ဆွေတို့ကိုတခုပြောချင်တာကဒီနေ့မှာအင်္ဂါနေ့မှာကေလင်းနည်းနည်းကြမ်းမယ်အဲ့တော့ကေလင်းကိုအမြဲတမ်း support နေတဲ့လူတွေဒီဘက်မှာလည်းလာပြီး support ထားတဲ့လူတွေကေလင်းဒီနေ့မှာ share ဟင်းပွဲကြီးတုံးပွဲပေးမယ်မိတ်ဆွေတို့ကိုနော်ဒါအမြဲတမ်း support နေတဲ့လူတွေပေါ့နော်မကြခင်မှာတော့မိတ်ဆွေတို့ support ထားတဲ့ဆိုရင်မိတ်ဆွေတို့စီကိုတော့ဒါမိတ်ဆွေတို့နဲ့ဆက်သွယ်ထားတဲ့နေရာနေမကြခင်မှာရောက်နေရောက်လာမယ်ဒါမှမဟုတ်ညကြမှာလည်းရောက်ရောက်လာမယ်ပေါ့နော်အဲ့တော့ဒီ YouTube နဲ့ TikTok မှာတော့ကျွန်တော်ပုံမှန်ပေးနေကြတိုင်းပဲရောသွားခြင်းမရှိပါဘူးအခုကျွန်တော်ကီးဟင်းလေးလည်းပြောထားတယ် break ဆိုတဲ့ဟင်းလေးလည်းပြောထားတယ်မနေ့ဖြန်မှာတော့အဲ့ဒီကီးဟင်းလေးရဲ့ break ဟင်းလေးရဲ့တွဲဖက်ပြီးတော့မိတ်ဆွေတို့ရဲ့ရှင်းပွဲလေးဖြစ်ပါစေလို့လည်းကင်းလင်းကစုမကောင်းတောင်းမိတယ်အဲ့တော့ကင်းလင်းတွဲပေးရမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကမိတ်ဆွေတို့ကိုအခုတွဲပေးရမယ်ဆိုရင်တော့လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟင်းပွဲလေးထောင်းမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့49ဆိုတဲ့ဟင်းပွဲလေးရှိမယ်54ဆိုတဲ့ဟင်းပွဲလေးရှိမယ်ဗျเนาะပြီးတော့ ကျောင်းအနေနဲ့58ဆိုတဲ့ဟင်းပွဲလေးရှိပါမယ်โอเคအဲ့တော့ကိုယ်နဲ့ပတ်သက်ပြီးတော့ဟင်းပွဲလေးထောင်းမယ်ဆိုရင်တော့64ဆိုတဲ့ဟင်းပွဲလေးရှိမယ်ဗျအဲ့တော့59ဆိုတဲ့ဟင်းပွဲလေးရဲ့64ဆိုတဲ့ဟင်းပွဲလေးရဲ့တူညီနေတယ်ဗျအဲ့တော့နောက်တစ်ခုအနေနဲ့ကတော့ကျောင်းအနေနဲ့က69ဆိုတဲ့ဟင်းပွဲလေးရှိမယ်62ဆိုတဲ့ဟင်းပွဲလေးရှိပါမယ်โอเคအဲ့တော့နောက်တစ်ခုအနေနဲ့က2ဆိုတဲ့ဟင်းပွဲလေးနဲ့ထောင်းမယ်ဆိုရင်တော့ကျွန်တော်က21ဆိုတဲ့ဟင်းပွဲလေးရှိမယ်26ဆိုတဲ့ဟင်းပွဲလေးရှိမယ်29ဆိုတဲ့ဟင်းပွဲလေးရှိပါမယ်ဒီထဲမှာလဲတူညီတဲ့အရာလေးတွေပါနေရပါတော့ โอเคပါပြည့်သက်ကြီးတော့အဲ့တော့တူညီတဲ့အရာလေးတွေပါတယ်ဆိုတော့တူညီတဲ့အရာလေးဒီ59ဆိုတဲ့ဟင်းပွက်လေးရဲ့64ဆိုတဲ့ဟင်းပွက်လေးရဲ့62ဆိုတဲ့ဟင်းပွက်လေးရဲ့29ဆဟင်းပွက်လေးရဲ့တူညီနေတော့ကြောင်းကျွန်တော်နေနဲ့နောက်ထပ်မိတ်ဆွေတို့ကိုဟင်းပွက်နှစ်ပွက်ထပ်ဖြည့်ပြောပေးမယ်ပေါ့နော်ဖြည့်ပြောရမယ်ဆိုရင်တော့ကျွန်တော်နေနဲ့ကဒီဟွာလေးနဲ့တွဲပြလိုက်မယ်ပေါ့နော်ဒီပြောရမယ်ဆိုရင်တော့တစ်ခွန်ဆိုတဲ့ဟင်းပွက်လေးရဲ့နော်တစ်ခွန်ဆိုတဲ့ဟင်းပွက်လေးရဲ့ပြီးတော့30ဆိုတဲ့ဟင်းပွက်လေးရဲ့မိတ်ဆွေတို့ ထည့်ပြီးတော့ချက်ပြုတ်ကြည့်ပါဘောနော်။ဘာလို့လဲဆိုတော့တူညီနေတဲ့အရာလေးပါတဲ့အတွက်ကျွန်တော်နဲ့ဟင်းပွက်လေးအစားလို့ထည့်ပြီးတာဖြစ်ပါတယ်။တစ်ခွန်ဆိုတဲ့ဟင်းပွက်လေးရဲ့တစ်ဆယ်ဆိုတဲ့ဟင်းပွက်လေးကိုလည်းမိတ်ဆွေတွေနဲ့ဒါစိတ်ပါရင်ပါတယ်လို့ချက်ပြုတ်လို့ရပါတယ်။ Okay ပါ။ဒီနေ့မှတော့ကျွန်တော်ရည်မှန်းထားတာတော့မိတ်ဆွေတို့ YouTube နဲ့ TikTok အားပေးတဲ့လူတွေလည်းကျွန်တော်အခုပေးလိုက်တဲ့ဒီဟင်းပွက်၉ပွက်နဲ့မိတ်ဆွေတို့လည်းတစ်ကြိမ်ဟင်းပွက်လေးရပါစေလို့ဆုမကောင်းတောင်းပေးသလိုကိလင်းကိုအများနဲ့ support နေတဲ့လူတွေလည်းဒီနေ့မှမနက်ကောညနေကောရပါစေ။ မနက်ခင်းမှာကျွန်တော်နဲ့ဟင်းပွဲကြီးမိခဲ့ပြီဆိုရင်ညနေခင်းမှာလည်းထပ်မိဖို့အတွက်ကေလင်းရတောင်းယူဝိမ့်မယ်တကယ်လို့များမနက်ခင်းမှာတော့မမိခဲ့ဘူးဆိုရင်ကေလင်းပေးထားတဲ့ဒီ TSR ဟင်းပွဲလေးကိုတော့ညနေခင်းမှာမိမိရလေးချက်ပြုတ်ကြပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကဲအဲ့တော့မိတ်ဆွေတို့နဲ့ရှင်ဟင်းပွဲသုံးပွဲကြီးနဲ့မိတ်ဆွေတို့အစီအမေးရနေဆိုတော့ကေလင်းကိုလာစဖို့လို့ရပါတယ်တစ်ခုပဲရှိပါတယ်ဗျာအမှန်နဲ့မှာအမှားနဲ့မှာကိုလက်သက်ခံနိုင်မှာကေလင်းကိုလာစဖို့ပါဒီရှင်ဟင်းပွဲသုံးပွဲကြီးကိုလိုချင်တဲ့စိတ်ကြီးနဲ့တော့မလာခဲ့ပါနဲ့ခင်ဗျာ င်လင်းကိုတကယ်စင်နာရှိမှလာလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်ကဲအားလုံးပဲစင်မိကြပါတယ်ခင်ဗျာ